မင်္ဂလာပါရှင်ယခုဖော်ပြပေးမယ့်အကြောင်းအရာလေးကတော့ဆရာမင်းသိရေးသားသောလွမ်းရသူတွေစာအုပ်မှာအကယ်ဒမီမြတ်လေးအကြောင်းကိုဖော်ပြပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီအကြောင်းအရာလေးကိုမပြောပြခင်မှာယခုလိုဘူးတုဒ္ဒရဝေယအကြောင်းအရာလေးများကိုပုံမှန်တင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ကွန်တာကာတွန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါအောင်ရှင်1963မန္တလေးတက္ကသိုလ်ပင်မဆောင်ရှိလေကားတဲ့များ မင်းသားကသတင်းစာကိုကြည့်အန်ကျိတ်သတင်းစာကိုလွန့်ပြဲ့ရုပ်ရှင်ရိုက်တာကိုမမြင်ဘူးတဲ့ကျွန်တော်တို့အညာသားတွေကတဟန်တော်ဝိုင်းအောင်ငေးမောလျက်ရွှေမန္တလေးသားများမပါပါခမညာမင်းသားကကိုမြက်လေးပန်းပန်လျက်ပါဇကာလာရိုက်တာအဲ့ဒါကိုမြက်ကိုကျွန်တော်စတွေ့ဘူးတာပါပဲသူ့ကိုစမြင်ဘူးတာကတော့ရုပ်ရှင်ပိတ်ကားတွေပေါ်မှာပေါ့ကြားဘူးတာကတော့သူ့ရဲ့သချင်းစာသားတွေသူ့ကိုယ်တိုင်ဆိုတာတွေကိုပေါ့ အမိုးကြီးနောက်ဝဲတချင်းဆိုရင်ငိုရသည် ပန်းတိုင်းပွင့်ပါသည်ပင်လုံထိတ်တော်ဦးမစ်ဝီစကီကိုရရန်နေထွက်တော်ညပြီးတော့သူ့ရေးပြီးကိုမြကြီးဆိုတဲ့မခင်နေစီတချင်းများကျွန်တော်ယူခဲ့ပါတယ်တမ်းပြင်ကြောင်းတွက်လက်မရဆောင်းမိုးပဲကိုတန်းမတိုင်မီကလေးကသပင်ကလည်းမျက်လေးကေနဲ့နှစ်ဖူးတချမ်းပေါ်ခွေချထားတိုက်ဖို့အင်ကြီးကိုပခုံးပေါ်မှာတင်ပြီးလမ်းလျှောက်ရင်းကြွဆောင်ကြွဆောင်နဲ့ပဝင်းကျင်က ပြုံးစစား ျွန်တော်ရဲ့ငယ်ဘဝမှာအားကြကြည်ညိုကိုးကွယ်ခဲ့တဲ့လူပုဂ္ဂိုလ်၁၂ယောက်ရှိပါတယ်။ရှင်မဟာရထတာရာစလေဥပုံညာတခင်ကိုရောမိုင်းမိုးပါစွန်လီနေတကူမောင်ထင်မင်းသူဝံဗမော်တင်အောင်မြတ်တန်းတဲ့တင်မိုးနဲ့မြက်လေအဲ့ဒီအသက်အရွယ်တုန်းကအဲ့ဒီရွေးချယ်မှုကို အခုထိလည်းနှောင့်တမရသေးပါ။1980ကိုမြက်နဲ့စသည်ရတာအဲ့ဒီကာလပိုင်းတွေမှာကိုနဲ့ဆရာနဲ့နွယ်နဲ့ကျွန်တော်မိုးဝေမဂဇင်းကို ထုတ်နေခဲ့ကြတဲ့ကာလ ညစဉ်ညတိုင်းပကံကိုချောအိမ်မှာကျွန်တော်တို့ကဗျာဆရာဆိုင်းရေးဆရာတွေဝိုင်းဖွဲ့ကြပါတယ်။ဝိုင်းကတူဝင်ဝမ်းပါအရက်လဲတောက်ကြတယ်ဖဲလဲရိုက်ကြတယ်။အင်မတန်ပျော်စရာကောင်းတဲ့ကာလတွေပါ။အဲ့ဒီဝိုင်းမှာအရက်မတောက်ဖဲမရိုက်ပဲသူ့ကြိုက်တတ်တာလေးတွေကိုနှကမ်းမှာပုတ်လိုက်နှခေါင်းမှာပုတ်လိုက်နဲ့မကြာခဏရောက်ရောက်လာတတ်တာကတော့ကိုမြတ်ပါ။ရောက်ရောက်ချင်းပြောနေကြစကားကတော့ ကြာတယ်ကွာကြာတယ်ငါမှဂျင်းသီးပါတယ်ဂျင်းချကြတဲ့အချင်းချင်းအပျော်ကစားနေကြတာပါဗျာဂျင်းတော့မလုပ်ပါနဲ့လို့အလုံးဝိုင်းတောင်းပန်ကြရပါတယ်ဒီလိုနဲ့ညီရင်အကိုလိုခင်လာကြရင်ကျွန်တော်ဇနီးနဲ့ပါခင်မင်းရင်းနှီးလာကြပြီးမကြခဏကျွန်တော်အိမ်မှာဝိုင်းလာဖွယ်ရင်အနေချင်းတောက်လေရှိပါတယ်ကျွန်တော်ဇနီးကိုလည်းနာမည်မခေါ်ပဲကောင်းမလေးတဲ့နည်းနည်းရီဝေလာပြီဆိုရင်ကျွန်တော်ဇနီးကိုသူပြောနေကြစကားကတော့ ကောင်းမလေးနေမို့လို့မင်းတက်လို့ကောင်းကိုပေါင်းနေတာကွာလိုက်ကွာလိုက်တဲ့အဲ့ဒီစကားကိုသုံးခါလောက်ထပ်ခါထပ်ခါပြောနေပြီဆိုရင်သိကြတယ်ကိုမြတ်မှန်သွားပြီပြန်လိုက်ပို့ကားစီစဉ်ပြီးတော့ အတူပေါင်းသင်းလာကြတဲ့ကာလတစ်လျှောက်မှာသဘောတူတာလည်းရှိခဲ့မတူတာလည်းရှိခဲ့ကျွန်တော်တို့နဲ့အကွဲလွယ်ဆုံးသူ့ရဲ့တင်းမာတဲ့သဘောထားကတော့ကြပြမှာကာယံမပါတာကိုသူလက်မခံတာပါကျွန်တော်တို့ကလည်းငပြင်းတွေငပြင်းတွေငလိန်ငညာတွေလို့လည်းမကြာခဏဆဲတတ်ပါတယ်ဆက်ဖြဲဖြဲပြုံးရင်းခေါင်းကိုခံကြရတာပါပဲ အခုနှစ်ပေါင်း40ကျော်ကြာလာတဲ့အခါမှာတော့ကိုမြတ်ရဲ့စကားကိုကျွန်တော်ပြန်ပြီးဆင်ခြင်နေမိတယ်။ကိုမြတ်လေးရင်ထဲတွင်စီစဉ်နေသောအမှုပညာမြင့်သုံးစင်းရှိသည်။စာပေဂီတနှင့်ရုပ်ရှင်အခမ်းအနားဆုံးမြစ်ကြီးကသူ၏ဂီတဟုကျွန်တော်ထင်၏။သူ၏ကြပြတ်တက်ခံကြောင်သူ၏ဂီတမှာကြွရည်လှနေသည်ကြည်ပါ။ပန်းရဲ့အဖိဓမ္မာတယုတ်ကြီးဖူးပွင့်နွမ်းပြီးတော့ကြွေရှာမည်။အပေါင်းလက္ခဏာနှစ်ခုနဲ့တိုးတက်လာခဲ့သလိုအနှုတ်လက္ခဏာနှစ်ခုနဲ့စုပ်ယုပ်ပြန်ရသည်။ အခရာတင်ချာနီးနဲ့တွက်ချက်ကြည့်တော့လဲမဆရာမမြင်ပါဘီအဲ့ဒါပဲအဖြေကွဲနှင်းစီအလှကြည့်ုံကလွဲလို့မခင်မာနဲ့နှင်းစီနှင်းစီကပ္ပနိယာမတဲ့သူဘဝင်နာနဲ့ဆင်းပြီဆိုတော့မခင်နှင်းစီရဲ့နှင်းစီဇက်သိမ်းလှိုင်းစာပါလွာကလေးဘောင်မင်ကူးတက်လာပြီးတော့အရိုက်စာသားကဗျာတီတောင်မြင်ဥထပ်မှာကျွေးတော့ တိုင်းရှာထားအတာဖေးမောင်ခင်မြူးရက်ကပြေတော့ပြေစော့ခဲ့တာကိုကွယ်တေးကြော့ဖွဲ့ကဆိုမယ်ဆိုတော့မောင်းမကန်ကေတီဦးတခြင်းထို့တခြင်းနဲ့ပတ်သက်၍ကိုမြက်ကအောင်ဟင်းကြိုက်တော်သူဝန်ခံရင်ဖွင့်ခဲ့သောစကားလေးကလည်းပြုံးကျင်စရာ မောင်မကန်ကေတီဦးတချင်းကိုကိုမင်းတော်ဆို၍အလွန်ကြော်ကြားနေချိန်တွင်ကိုမြတ်ထံသို့မောင်မကန်မှစာရဆောင်ရောက်လာသည်ဆို၏စာထဲတွင်တချင်းကိုအလွန်နှစ်သက်ပါကြောင်းသို့သောကိုမြတ်၏တချင်းထဲမှဇေယောငှက်ကလေးနှစ်ကောင်ကကျင်ဖော်တက်ပေးရောင်ပြတော်ဟုရေးဖွဲ့ထားတော်လဲသူတို့မောင်မကန်မှဇေယောငှက်တစ်ကောင်မှမရှိပါကြောင်းရေးထားသဖြင့် ကိုမြတ်မှာကိုနှဖူးကိုရိုက်ပြီးရီရကြောင်းဆရာအဟင်းကြိုက်တော်ပြန်လဲဖောက်တဲ့ခြာတီကိုဖတ်ရပြီးကျွန်တော်တို့ရီရသေးသည်ပေလုံထေရဟုရုပ်ရှင်ကထွက်လာတော့ခါလူလောကဟန်ပန်ရေးနဲ့ပြပြကြည့်ဖြစ်ဥယောပဆန်ဆန်တွေးတဲ့ရှမ်းမလေးရေဆိုတော့တခြင်းစာသားမှာကျွန်တော်တို့လူငယ်တိုင်းနှုတ်ဖျားသူရောက်လာတော့၏ ျွန်တော်ဘွားတွင်အမျိုးသားတစ်ချင်အကြိုက်ဆုံးမှာဂိဒစာသူကိုရဲအောင်တရဥဒီဘူရေ၍ကိုကျော်ညွန့်ဆိုသောအုတ်ဆက်ပဖုံးလက်ရာအမျိုးသမီးဆိုတဲ့ချင်းမှာမြို့မငင်းရေ၍မေရှင်တီဆိုသောပြုမာရန်ဇုံရဲတစ်ချင်းနဲ့တွင်ကိုမြလေးရေ၍သူနှင့်အစတော်ထားသို့တီဆိုထားသောနေထွက်သောညအဖွဲလိုက်တဲ့ချင်းမှာကိုမြက်လေးရေရွေကေတီပန်အဖွဲဆိုတော့ပန်းတိုင်းပွင့်ပါစေတဲ့ချင်းတို့ဖြစ်ကြသည် န်းတိုင်းပွင့်ပါစေတခြင်းကကိုမြက်လေး၏အမြင့်ဆုံးဂီတဖန်တီးမှုဟုကျွန်တော်ထင်သည်ပြီးတော်စုစိတ်ဓာတ်ကိုဖော်ကျူရနိုင်တိုင်းရင်းသားများကိုကချင်ကရားကရင်ချင်းမြန်မာရှမ်းစသဖြင့်ဓာတ်ရိုက်မခေါ်ဘဲလိမ်မောချယ်ရီစတော်ဘယ်ရီမလကာခတ်တာစီစဝါတရဖီဒေလီယာ တစင်အင်းချင်းပင်မင်းမြစု။အိုပြည်သူတွေဟုတောင်ပေါ်မြေပြန့်ပန်းကလေးများဖြင့်တင်စားသွားပုံမှာအံ့ဩစရာကောင်းလောက်အောင်ယက်တာတံပိုးမြင်လာပါသည်။တချိန်ကတော့ကျွန်တော်လည်းတချိန်ရွေ့ရွေ့ဘဝကိုယက်တည်ခဲ့ပူပါသည်။ဆရာမျိုးမငိမ့်နဲ့ဆရာမြက်လေးတို့၏တချိန်များကိုခွဲခြားစိတ်ပြားလေ့လာရင်းကို့ရဲ့ချင်းကိုတည်ပြီးတချိန်ဆရာဘဝကိုစွန့်လွတ်ခဲ့ခြင်းဖြစ်ပါသည်။ ကိုပြက်သည်ယိုသာဤပွင့်လင်းဤဟာသာလေးဆွက်လျက်ဟောဟောထိုင်ထိုင်လဲပြောချတတ်၏1982ခုနှစ်တခုသောနေလေကင်းဝဲ34လမ်းနှင့်အနော်ထာလမ်းထိန်၌ ဆရာတကုံတာယာကိုမြက်လေးဓာတ်ပုံမောင်မောင်ကြီးစကိုင်းနဲ့ကျွန်တော်တို့ရက်ရွေစကားပြောနေကြခိုင်စူးလီဖျားလမ်းဘက်မှာလျှောက်လာကြတော့မကြခင်ကမှအထိန်သိမ်းခံဘွားမှာလွတ်မြောက်လာကြသည်ဆရာသမောတယောင်နဲ့ဆရာမြတ်တတ်တဲ့တို့ကိုတွေ့လိုက်ကြရသည်ထိုစဉ်ကိုမြက်နှုတ်ဖျားမှာထွက်လာသော စကားတခုကြောင့်ဆရာတကုံတာယာအားရပါးရရည်လေးပြောပုံကလည်းကြည်ပါဦးကဲကိုသေးမြိုင်ခမည်းတော်တဲ့စာပေကောင်းဆောင်ကြီးလုံနေလို့မရတော့ဘူးဗျာ ိုမှာကိုတရားတို့ကိုမြတန်းတို့ပြန်ရောက်လာကြပြီ ဤဒီပင်မြက်လေးအစစ်ဖြစ်တော်၏ကိုမြက်နဲ့ပတ်သက်လာရင်ပြုံးစရာလွန်းစရာတွေကအများသာဒါနဲ့စကားမဆက်ပြောရအောင်မယ်အခုကျွန်တော်ရေးနေတဲ့စာစုဟာကျွန်တော်ချစ်ခင်လေးစားရတဲ့အမှုပညာရှင်တွေကိုပုံကူရေးရာကျွန်တော်လွမ်းတဲ့အကြောင်းလေးတွေကိုရေးနေတာပါအဲ့ဒီအမှုပညာရှင်ရဲ့အမှုပညာအကြောင်းကိုသူ့တည်တနာပြုတာဝေဖန်ဆန်းစစ်တာ အကဲဖြတ်တာမဟုတ်ပါဘူးဒီတော့ကိုမြက်လေးရဲ့ပလက်တီနမ်အမှုပညာကိုကျွန်တော်ရွှေမုံဖြူနေမှာမဟုတ်ပါဘူး ကိုမြတ်ကြောင်ကျွန်တော်ဒုက္ခလည်းမကြခဏရောက်ခဲ့ဘူးပါတယ်ရွာသားကြီးဘက်မှာကြက်သွားတိုက်ရင်ရဲလာဖမ်းလို့ခြုံကြားတွေနဲ့တူပြီးပြေးခဲ့ရဘူးရဲ့အကြီးဆုံးဒုက္ခတစ်ခုကတော့မှတ်မှတ်ရရ1989ခုနှစ်မှာပါကျွန်တော်ကစကိုင်းနာကရွာတိကြီးကိုရောက်နေတယ်အဖွားဘက်ကဆွေရမျိုးရမျိုးမကြခဏရောက်တတ်ပါတယ်အဲ့ဒီမှာညီတော်မောင်မြတ်သိန်းကရွာနဲ့ရွှေဘိုကိုကုန်ကားပြေးနေပါတယ်တနေ့တော့အခုရွှေဘိုမျိုးတော်ဇေဒီပွဲရှိတယ်လိုက်အောင်မလား နှစ်ခါမေးစရာမလိုပါဘူးရွှေဘုံမှာစိုးကြီးရှိတယ်ကိုကျော်ရေးရှိတယ်ကြည်စိုးရှိတယ်ဟင်အင်းမဟုတ်သေးပါဘူးကြည်စိုးကကြည်စိုးထွန်းဘူမိဗေဒဆိုပြီးရန်ကုန်ရောက်နေပြီးစံညွှန်ရေးစရာဒရိုက်တာလုပ်နေပြီဆိုပဲရွှေဘုံရောက်တော့လှကြော်နေကတေးဥဆောင်ဒရိုက်တာဆိုပြီးဇက်ကနေတယ်ဆိုတဲ့ကြော်ညာကိုလည်းတွေ့ရတယ်မင်းသမီးကနွဲ့နွဲ့မူတဲ့ ။ Okay လှကြော်နေကလည်းစကိုင်းသားတမျိုးတည်းသားချင်းနွဲ့နွဲ့မှုကလည်း1969အလုံးအထက်ကလေးမှာကျွန်တော်ចောင်းစရာလို့တုံးကကိုတပည့်၁၀တန်းចောင်းသူ။လှကြော်နေယခုမောင်ရက်ကိုရဲရဲဆက်ယုံကိုရောက်တော့ဟဲ့ကောင်အတော်ပဲငါ့ကိုကိုင်းပြင်းမြင်းဆယ်ကိုလိုက်ပူစမ်းကြက်သွားဝယ်ရအောင်။အဲ့ဒါကိုမြက်လေးပါပဲကျွန်တော်ကတော့ပျော်လဲပျော်သွားပါတယ်ကြောက်လဲကြောက်သွားပါတယ်ရွှေဘုံမှာနိုင်ဝက်ပြေအောင်မနေလိုက်ရပါဘူး ဂျွာတိကြီးကဥရှိဝိအိမ်မှာတညအိပ်ပြီးပဲ့တောင်တစ်စင်းကားပြီးကိုင်းပြင်းနဲ့မြင်းဆယ်ကိုခြိတက်ခဲ့ကြပါတယ်။မင်းသားကြီးဟေ့မင်းသားကြီးလာပြီးဟေ့တရွာလုံးအုံအုံကြကြကမ်းမတစ်ခုလုံးအပြည့်လာကြိုးကြပါတယ်။ဒီရွာတွေကိုသူ့ဘယ်တော့ကဘယ်နှခေါက်ရောက်ခဲ့ဘူးလေလဲမသိ။တရွာလုံးလှည့်ပြီးတိုက်ကြကောင်းလှဲ့ရှားနောက်ဆုံးနှစ်ကောင်တွေ့တော့အဲ့ဒီနှစ်ကောင်ကိုခွက်လက်ပြခိုင်းပါတယ်။အဲ့ဒါသူ့ရဲ့ဘာသာစကားပါ။ကျွန်တော်အမြင်ကတော့ကြက်နှစ်ကောင်ကိုမသိမချင်းတတ်ခိုင်းကြတာပါ။ တရုတ်မကြီးပင်ကြီးနှစ်ပင်အောက်မှာကြက်နှကောင်ခွတ်ကြတာပါအဲ့ဒီမှာပြဿနာကစတာပါပဲပြေးဟေးပြေးပြေးကြက်ဝိုင်းတဝိုင်းလုံးထွက်ပြေးကြတယ်အညာသားမကရန်ကုန်သားမကြတကြကျွန်တော်ပဲကြံရစ်ခဲ့ပါတယ်ကြက်နှကောင်လည်းပြေးကြပါပြီကိုမြက်လည်းမရှိတော့ပါဘူးကျွန်တော်ရှိမှာတော့မွေဝေးအကောင်ပေါ့စနာမွေးကာစားကလေးတွေတရုတ်မကြီးပင်ဘောကမွေးမကြီးပါအပေါ်ကပြုတ်ကြလာတယ်ကြိုက်ကြတက်ကြစိတ်ဆင်းရဲလိုက်တာကိုမြက်ကတော့သူ့ကြိုက်တဲ့ချက်ကိုရွေးပြီးနေပါပြီ။ကိုင်းမြင်ကရွာတက်ကြီး အဲ့ဒီကနေစကိုင်းရောက်တော့အဲ့ဒီတော့ကညပိုင်းတတ်မှတ်ချိန်ပြည့်တော့မယ်။အမေရောက်ဖို့အချိန်မမီတော့မြို့လေပိုင်းကကိုတင်ဆွေနဲ့မတ်တာတို့အိမ်မှာအိတ်ခဲကြရပါတယ်။မနဲ့လင်းတော့အမေအိမ်သွားပြီးအပြည့်အပြန်အဲ့ဒီစကားမှားပါတယ်။ဖြီးအပြန်ကြော့ရပါတယ်။ကိုမြတ်ကလည်းအမေကိုဝင်ကြော့တယ်။အမေမှာမျက်ရည်တွေလဲလို့အမေကိုယ်တိုင်ကလည်းမျက်လေးပြိတက်ကိုရုပ်ရှင်မင်းသားမျက်လေးကသူ့ကိုကြော့သွားတဲ့အကြောင်းတောင်းဝေးလေးတရောက်တော့ထောက်ပြီးတစ်မျိုးလုံးလှည့်ပြီးပြောနေရှာခဲ့လေရဲ့။ မန္တလေးကိုကူးခဲ့ကြကျွန်တော်လက်ထဲမှာတော့တိုက်ကြက်ထည့်ထားတဲ့ကြိမ်ချင်းကလေးအတိအကျပြောရရင်ကြိမ်ကျုပ်ကလေးကိုတယုတ်တရဆွဲလို့မြမမိရထားမြမလေးเจ้าမှာအိမ်မွေးတရိတ်ဆန်ကိုတည်ဆောင်ခွင့်မရှိပါဘူးမြလေးနဲ့မင်းသက်ကတော့မန္တလေးရန်ကုန်အမြင်ရထားရဲ့အထက်တန်းတွဲမှာခိုးတယ်လာတဲ့တိုက်ကြက်တကောင်နဲ့အတူအခမ်းသားပါပဲ နေကြီးဖြာညက်နေအေးလေပြီလာရှက်တိုက်ပြေးဆိုတဲ့အဆူတော်တက်တက်ရဲ့သချင်းတန်လေးနဲ့အတူအခုတော့မသိအဲ့ဒီတုန်းကမြတ်ထားတွဲတိုင်းမှာတေးသချင်းတွေကိုစပီကာတွေနဲ့ဖြော်ပြလေးရှိပါတယ်ယထာကြီးကလေခွင်းတွေကိုဖြတ်ချောင်းတွေကို ဖြတ်လို့နေကဝင်လူလူဒါပေမဲ့ညရာမတရားကိုမျက်လေးနဲ့မင်းတဲ့တတိမထားမိလိုက်ကြပါဘူး ညနေ6နာရီခွဲနဲ့9နာရီကြားမှာတခါည7နာရီနဲ့10နာရီကြားမှာတခါမနက်လင်းအားကြီး4နာရီလောက်မှာတခါချင်းတဲ့ကကြက်ကမှန်မှန်ကြီးတော်မာလေရောလန်နိုးလာကြတဲ့အထက်တန်းတွဲတွဲလုံးစားမလို့ဝါမလို့မျက်လုံးနေနဲ့ကျွန်တော်တို့ဘက်ကိုကြည့်ကြတယ်ကိုမြက်ကတော့သူနဲ့မဆိုင်သလိုတစ်ဖက်လှည့်ပြီးအိတ်နေလေရဲ့ကြက်ချင်းကြီးနဲ့တွဲထိုင်နေရတဲ့ကျွန်တော်မှသာမျက်နှာကိုဖယ်နှားတွားထားရမှမသိဘူး အခမလွန်သုံးရင်တို့ဤဆိုတဲ့ချင်းထဲကကြက်ကိုပဲရိုက်တတ်ရမလားအိတ်ချင်အောင်ဆောင်နေတဲ့ကိုမြက်ကိုပဲစောက်လုပ်ပြီးနှိုးရမလားကျွန်တော်မသိဒေါသထွက်လိုက်တာအခုတော့အဲ့ဒါကိုကျွန်တော်လွမ်းနေတယ်နှစ်ကာလတွေပုံပဲ့သွားခဲ့ပြီကျွန်တော်တို့မိသားစုပြင်ဦးလယ်ကိုရောက်နေချိန်မှာကျွန်တော်ဖုန်းနံပါတ်ကိုဆရာမြတ်တန်းတဲ့ကတဆင့်သိရပြီးနောက်ကျွန်တော်ဇနီးစီကိုကိုမြက်ဖုန်းဆက်တယ်ကောင်းပါလေငါနေလို့နဲ့လာနေအောင်မယ်မြေလေးတစ်ခွက်လောက်လဲရှာထားအောင်ငါအိမ်လာဆောက်ပြီးနေအောင်မယ် ကိုမြန့်ရောက်မလာပြတော့ပါတို့တော့မြင့်မြတ်သောဘုံဘွားတနေရာမှနေ၍ကျွန်တော်တို့ကိုငညံ့နေငညံ့တွေလို့များဆဲနေပြီလားမသိတမလုံးမကိုမြန့်အားလွမ်းစွတန်တဥချကြတော်လျက်ဒီဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျွန်တော်ရဲ့ကွန်းတာကတ်တုန်း channel လေးကိုလည်း like and subscribe လေးလုပ်ပေးသွားကြပါဦးရှင်နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်ဆုံတွေ့ပါရစေရှင်